ားလုံးပဲမင်္ဂလာပါ eFootball Player EG ရဲ့ Facebook Page, YouTube နဲ့ TikTok ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်ဒီနေ့မှာတော့အဲဒီလအတွက်ဒါ Boss တစ်ခုအနေနဲ့အသေးပါဝင်လာတဲ့ nominating contract player boss ဖြစ်တဲ့ဒါဘယ်လိုပြောရမလဲကျွန်တော်တို့ the art of passing more နာမည်နဲ့လိုက်အောင်ဖန်ဆင်မိုင်းနေ player တော်တော်များများကို share ဖြစ်နေတဲ့ ဘောက်ဆိုရင်လည်းမမပါဘူးကျွန်တော်ဒီဘောက်မှာဆိုရင်တော့ကျွန်တော်ပလေယာ9ယောက်အထိလဲပြီးတော့စောကြည့်ထားတယ်6ယောက်တော့ပါတယ်ပေါ့ကျွန်တော် CB Billet ပလေယာလေးကိုတော့ကျွန်တော်မလဲတော့ဘူးကျွန်တော်တို့ဒီပလေယာ9ယောက်ဖြစ်တဲ့ Harry Kane, Ederson, Chalanolu, ကျွန်တော် Grimaldo, Ito အဲ့တော့ကျွန်တော်ဒီပလေယာ9ယောက်ကိုအဲကျွန်တော်ပွဲစဉ်တော်တော်များများလဲစောကြည့်ထားတယ်အဲ့တော့ကျွန်တော်စောကြည့်ထားတဲ့ video review လေးနဲ့အတူတူကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ဗျာ you အဲ့တော့ကျွန်တော်ပထမဆုံးပလေးရတယောက်အနေနဲ့ goalkeeper ပေါ့ Man City အသင်းရဲ့အာ goalkeeper တယောက်ဖြစ်တဲ့ offensive goalkeeper Edison ပေါ့ Edison နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ box မှာတော့တအားကြီးသိပြီးပြောစရာမရှိဘူးအာဒီ catch ကတော့ပုံမှန်အနေထားလိုမျိုး catch ပဲအဲတော့တောင်းကောင်းလားဆိုတော့လည်းအရင်ကောင်းနေတယ်မှာတော့မပါပါဘူးပုံမှန် goalkeeper တယောက်အနေနဲ့တော့ မစိုးဘူးပြောလို့ရတယ်ပိုပြီးလဲတဲ့ပွဲလေးဆိုရင်တော်တော်များများပြီးရပါတယ်မပြီးရတဲ့ပွဲလေးတွေကြာလဲတော်တော်များများကြီးကောင်းတဲ့အနေထားမျိုးတွေမှရှိရဲအဲ့တော့အဲဒီကောင်းလဲတင်လာလို့ဆိုတော့မလဲလဲရပါတယ်ဒါတော်တော်များများလိုအပ်နေမယ်လို့တော့မထင်ပါဘူး Williams stood his ground strongly. And now the breakaway people. Lia Diogaro, Jorota, left back goma, full back finisher, Pide. Grimo will walk. ရီမော်ဒူရဲ့ကက်တိုက်လေးကတော့ဒါလာနည်းနည်းလေးလဲခက်ရှားရှားလေးဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းနေမှာတော့လီဗာပူးစင်နဲ့လည်း contract ရှိသွားပြီဆိုတော့နောက်ပိုင်းနေလဲထက်လာဖို့တော့ရှိပါသေးတယ်အဲ့တော့ဒီကက်တိုက်လေးကတော့အဲကျွန်တော်လဲသဘောကျလို့လဲထားလိမ့်မယ်ဖြစ်တယ်ဆော့ကြည့်ရတဲ့အချိန်ကြီးမှာလဲဆိုးတော်တော်လေးကိုပုတ်ပုတ်ပပလေးလဲဖြစ်တယ်ပတ်စင်ပိုင်းလေးတွေမိုက်တယ်တောင်ပန်းနေတိုက်ဆက်လိုက်ပါပြီဘောလုံးဖြတ်တင်ဘောလေးတွေလဲမဆိုးဘူးတော်တော်လေးကိုကောင်းတယ်ကျွန်တော်လဲရရင်ရတယ်လို့လေးလဲကန်တီရဲ့ ကင်ကင်လေးတွေကတော့မစိုးပါဘူးတော်တော်လေးလဲထွက်တယ်အဲဘောလုံးထိမ့်သိမ့်ပုံလေးတွေမိုက်တယ်နောက်တန်းလေးမှာဒီငယ်လေးနဲ့ဆော့နိုင်တဲ့ full back finisher ဖြစ်တဲ့အတွက်ကိုကျွန်တော်ကတော့သဘောကျလို့လဲထားခြင်းနဲ့ဖြစ်တယ် တို့ဒါတိုက်စစ်မှာဂေါန်တိုက်ပလေယာကောင်းကောင်းရှိနေဆိုရင်ဂရီမယ်ဒိုရဲ့ပြေးပို့မှုလေးတွေကတော့ The Art of Persuasion ဆိုတဲ့အတိုင်းပဲတော်တော်လေးကိုကြည့်ရတာလေးတွေအဆင်ပြေပါတယ်အဲ့တော့ဒီကတိုင်ကြီးကတော့ကျွန်တော်ဂရီမယ်ဒိုမရှိတဲ့ပလေယာတွေအတွက်ထဲထားတင်းနေလို့တော့ကျွန်တော်ပြောလို့ရပါတယ်တော်တို့ left back မှာ full back finisher တယောက်အနေနဲ့ကိုရီအသင်းမှာကောင်းကောင်းကန်းကန်းပလေယာတယောက်မရှိဘူးဆိုရင်တော့ဂရီမယ်ဒိုကလဲထားရင်တော့အဆင်ပြေနိုင်ပါတယ် နောက်တစ်ယောက်ကတော့ကျွန်တော်တို့က RWF player တယောက်ဖြစ်တဲ့ E2 ပေါ့ကျွန်တော်တို့ဒါ prolific winger player တယောက်လည်းဖြစ်တယ်ကျွန်တော်ဆိုကြည့်ရသလောက်ကတော့အဲတအားဆိုးတဲ့အနေထားမျိုးမှာမရှိနေပါဘူးတော်တော်လေးကိုသုံးလို့ကောင်းတဲ့အနေထားမျိုးမှာရှိတယ်အဲဘောလုံးဆွဲပြေးပြီးတော့ dribble ပိုင်းလေးတွေမှာနည်းနည်းလေးနှောင့်နှေးနေတာလေး ဖြစ်တယ်ဆိုရင်ဒါနဲ့ပုံမှန်ညီထားရဘလုံးပစင်ပိုင်းအတွက်တို့တောင်းပန်ဖြစ်တင်ဘောလီတွေသုံးမယ်ဆိုရင်တော့မစိုးတော်တော်သုံးလို့ကောင်းတဲ့အနေထားမျိုးမှာရှိရယ် offensive awareness ဘန်ကလည်း76ပဲရှိတယ်ဆိုရင်တိုက်စစ်လိုက်ပါအားလေးရောမစိုးတော်တော်လေးကောင်းတယ် ball control dribble type of ကြီးရင်အဲ့ဒီပိုင်းလေးမှာတော့ကျွန်တော်ဒါ86 87လောက်တော့ ရှိပါတယ်။ဒါတောင်မကစားသမိုင်းရင်းနဲ့လိုအပ်ဆုံးအရာတွေဖြစ်တဲ့ကျွန်တော်တို့ဒါ speed acceleration တွေ kicking power တွေမှာတော့ speed ဆိုလဲဆိုပါဦး89 acceleration မှာတော့90လောက်ထိရှိတယ်။ kicking power 81 balance ကတော့84ထိရှိတယ်ပေါ့။အဲ့တော့ပုံမှန်ဆော့လို့ကောင်းတဲ့အနေထားမျိုးလေးမှာတော့ဒါ E2 ကတော့ရှိတယ်။ဒါပေမဲ့အဲကျွန်တော်တို့ဒါ right wing player တွေမှာတော်တော်ကောင်းကောင်း player တွေညံ့ညံ့ဆဆရှိရယ်ဆိုရင်တော့ဒါ E2 ကမလဲလေ ရှားပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒါအီတူကိုချိန်လို့ပြေးထားခြင်းလည်းဖြစ်ပါတယ်ဗျ။ Kevin De Bruyne. He's just one of the best strikers of the ball I you'll ever see. And that applies just as much to his play. This game matters. The scene overflows with colour and passion. And the shot! Nobody guessing now. This is a decisive attempt to go further in front. This is what good chemistry is. He's had a shot! There will be three minutes. That looks decent and a decent ball. And the shot. Here's Ito. Two added minutes has been indicated. Ito! That's a lovely, neat pass. Nominating Gontra Balsma, the Adolf of Bazin, so we name a beat ကျောင်းတားအင်တာမီလန်အသင်းရဲ့ကွင်းလင်းကစားသမား August Raider player တယောက်ဖြစ်တဲ့ Chalanoglu ပါလာတာကြီးကတော့ကျွန်တော် တော်တော်လေးကိုသဘောကျတယ်။ဘာလို့လဲဆိုတော့ Chalanoglu ရဲ့ကက်တိုက်တွေကိုစော်ဘူးကြတဲ့ player တွေလည်းတော်တော်များများရှိတယ်။သူရဲ့ကက်တိုက်တွေကဒီ passing line အကုန်လုံးကလုံးဝယူရှယ်မိုက်တယ်။ ။အရာယူပုံကြီးကောင်းတယ်။ Speedy Acceleration မိုင်းနေနေနေတယ်ဆိုပေမဲ့ကွင်းထဲမှာတီးတတားကြီးရောကြနေတာမျိုးဘယ်တော့မှကျွန်တော်တို့မတွေ့ရဘူး။ကြီးရင်ပိုင်းကတော့တော့မှကျွန်တော်ကစ်ပြောက်နေတယ်။ကဲနဲ့ player တယောက်ဖြစ်တဲ့ကျွန်တော်ကတော့ဒီ Chalanoglu ကိုတော့တော်တော်လေးကိုကြိုက်ပါတယ်။ Chalanoglu ရဲ့ဒါ ball control ပိုင်း dribble ပိုင်း tight position မိုင်းနေတော့ဘောလုံးရိုမိုင်းလဲ87လောက်ရှိတယ်ဒီအရင်မိုက်တာ low pass တွေ low pass တွေအားလုံးက 94ဖြစ်နေတယ်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ speed နဲ့ acceleration မှာတော့78 76လောက်ပဲရှိတယ်ဆိုမဲ့ kicking power အနေနဲ့ကတော့90တိရှိတယ်ဒီအနေအထားမျိုးတွေကတော့ကိုယ့်ရဲ့ကစားသမားတယောက်အနေနဲ့တော်တော်လေးကိုပြည့်စုံတဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကျွန်တော်ကတော့ challenge လို့ရဲ့ဒီကတိုင်လို့တော့သဘောကျပါတယ်နောက်ဆုံးပလီယာတယောက်ကတော့ကျွန်တော်တို့ lean style အနေနဲ့ deep lying forward player တယောက်ဖြစ်တဲ့ van minus အသင်းရဲ့တိုက်စစ်ကစားသမား harry kane harry kane ကတော့ကျွန်တော်တို့အားလုံးဒီဒီကြားတဲ့အတိုင်းပဲ ဂျော်ဒန်စပီဒီအစလာရီရှိမိုင်းနီမှာနည်းနည်းပါးပါးလေးအားနည်းနေတယ်ဆိုရင်လည်းဒိုက်ဆက်ပလီယာတယောက်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒါဆက်စပီစပိုင်းလေးကောင်းတိုက်တဲ့အလုံးလေးကျွန်တော်တို့ဒါကီဘီမီနဲ့ကန်သွင်းတဲ့အခြေအနေတွေမှာတော့ဒါရီကတော်တော်လေးကိုကောင်းတဲ့တိုက်စစ်ပလီယာတယောက်ဖြစ်တယ်ကျွန်တော်ဒီဘောက်စ်ထဲမှာတော့တိုက်စစ်မှုထဲမှာတော်တော် ကောင်းတဲ့အနေထားမျိုးလေးမှာတော့ရှိပါတယ်ကျွန်တော်ဟယ်ရီကင်းကိုစော့ကြည့်ရသလောက်ကျွန်တော်သူ့ရှီကိုထွက်လာမဲ့တောင်းပန်ဖြစ်တင်ပေါ်ရီ ပြီးလိုက်တဲ့ပတ်စံပိုင်းတွေကိုကြားပြီးဆိုရင်တော့အဆုံးသက်ကိုတော်တော်လေးကိုတည်တည်ကြကြနဲ့အဆုံးသက်နိုင်တဲ့ ပလီယာတယောက်လည်းဖြစ်တယ်ကျွန်တော်ဆော့ကြည့်ရတော့ဒီဟီဂိန်းကတော်တော်လေးတဘောကြတဲ့အနေနဲ့ပါရှိတယ်ဒီ box လေးမှာတော့ Harry Kane နဲ့တော်တော်ကောင်းတဲ့ပလီယာတွေမှာတော့ပါပါတယ်ဒါ့စစ်ပလီယာတယောက်အနေနဲ့ကိုယ်အသင်းမှာကောင်းတဲ့ပလီယာတယောက်မှမရှိသေးဘူးဆိုရင်တော့ဒါဒီ box မှာ Harry Kane လေးကတော့မဆိုးပါဘူးဆော့လို့ကောင်းတဲ့အနေအထားမျိုးမှာတော့ရှိပါတယ်အဲ့တော့ဒါ့စစ်အတွက်လိုအပ်တဲ့ဒီကိုပလီယာတွေအတွက်ကတော့ Harry Kane ကိုရွေးချယ်တင်ပါတယ် Mini ni contract player တွေလာတိုင်းကျွန်တော် လာတော်တော်များကြီးဗျဂျင်းထဲခံနေရတဲ့ box တွေကြီးပဲဖြစ်နေတာလဲတော်တော်လေးတော့ကြာပြီဒါပေမဲ့အခုဒီလာမှာပါဝင်လာတဲ့ the art of passing ဆိုရဲ box လေးကတော့အဲကျွန်တော်အနေနဲ့ပြောရရင်တော်တော်လေးကိုပြည့်စုံတဲ့အနေအထားမျိုးလေးမှရှိရဲကျွန်တော်ဒိုင်စေအတွက်လားကျွန်တော်ကွင်းလေအတွက်လားတောင်ပန်ကစားသမားအတွက်လားဒါနောက်တန်းအတွက်လားကိုသမားလည်းသူ့အနေနဲ့သူတော့အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ဒီ box မှာတော့ကျွန်တော်အကြိုက်ဆုံး player တွေကိုပြောပါဆိုရင်ကျွန်တော်ဒါ Chalanolu, Hurricane, Grimaldo, Pioma ကျွန်တော်ဒါ Ito, ောက်ဆုံး player တောင်းနေတဲ့ Ederson ပေါ့အဲအဲ့တော့ Nico Bliari တဲမှာလည်းကိုအသင်းအတွက်ပဲ player လိုအပ်မလဲလိုအပ်တဲ့ပုံစံလေးကိုရွေးချယ်ပြီးတော့ကျေးဇူးပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ player Nico ရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ